ရင်းဆောင်နေတဲ့အချိန်မှာဖုန်းတကောရောက်လာကိုဒီနိုလဲကြွားလို့ဆိုတော့စိတ်ပူပါရဲ့အဲ့အချိန်မှာဒါမဲ့ဟိုပါပေါ့လဲကြွားရဲဆိုတော့ပြန်တော့ recover ဖြစ်မယ်ပဲထင်ခဲ့တာပေါ့နော်အဲ့အဲ့မှာဖုန်းနောက်တစ်ခေါက်လဲလာလဲလာရောအချိန်နေမကောင်းဘူးလေအဲ့ဒါပြီးတော့15စက္ကန့်ပဲထက်ကြရဲဆုံးကြီးဆိုပြီးဖြုတ်လုံးဝ shock ကိုတကယ်တော့သူ့ယောဂအချိန်ကအဲ့လို fully recover မဖြစ်သေးဘူးသူအဲ့ပွဲကိုသူအရန်ဆိုကျင်တယ်သူတကယ်ကျင်ပွဲဆိုတော့စင်ပေါ်မှာရှင်းဆိုနေနေ perform လုပ်နေနေမှာရုပ်တရက်အဲ့လိုမျိုး ဖြစ်သွားဆိုပိုကြီးစိတ်မကောင်းဖြစ်တယ်ဒါပေမဲ့တခြားတစ်ဖက်မှာလည်း तू နှစ်သက်မြတ်လို့ तू passion ဖြစ်တဲ့ music ကိုလုံးနေနေမှာဂုံရှိရှိနဲ့ तू အသက်ပေးသွားလို့အမြင်ပါဒီတော့ကျွန်တော်တို့ချစ်တဲ့ညီကိုလည်းဖြစ်တယ်ကျွန်တော်တို့အနေနဲ့ကတော့အာလောကအယူနဲ့ဆိုရင်တော့ဆုံးဝါးလို့ပြောမယ်ကျွန်တော်တို့ကတော့ခရစ်တော်နိုင်အိပ်ပြောသွားပြီးခရစ်ယာန်အယူဆနဲ့ဆိုရင်တော့သူ့ကိုကျွန်တော်တို့ယုံကြည်ရဲ့ကောင်းကင်နိုင်ငံမှာ ပြန်တွေ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်သူကစိတ်ကောင်းဝေးရဲ့စိတ်ကောင်းလေးရှိရဲ့လူတိုင်းကလည်းကူညီရတော့ပွဲနီးအောင်ကျွန်တော်မသွားခဲ့ဘူးညာကျွန်တော်ကအဲ့နီးကမအားလို့မသွားဖြစ်တာပေါ့ဒါပေမဲ့ကျွန်တော်အဲ့လိုကျွန်တော်နဲ့သူတွေကအနေ့တိုင်းအဲ့လို contact ကြည့်ရဖုန်းကျွန်တော် face record ကိစ္စကြီးလုပ်နေတော့နေ့တိုင်းဒီဖုန်းမှာလည်းအမအောင်ပြီးရင်ပြအောင်အဲ့လို record ကြီးရှိရကျွန်တော်အမြင်နဲ့အဆက်အသွယ်ရှိရ အဲ့ချိန်မှာကျွန်တော်ဂိမ်းဆော့နေချိန်မှာဖုန်းတစ်ခေါက်ရောက်လာကိုဒီနိုလဲကြွားလို့ဆိုတော့စိတ်ပူသွားတယ်အဲ့ချိန်မှာဒါမဲ့ဟိုပါပေါ့လဲကြွားရဲဆိုတော့ပြန်တော့ recover ဖြစ်မယ်ပဲထင်ခဲ့တာပေါ့နော်အဲ့မဲ့အဲ့မှာဖုန်းနောက်တစ်ခေါက်လဲလာလဲလာရောအချိန်နေမကောင်းဘူးလေအဲ့ဒါပြီးတော့15စက္ကန့်ပဲထက်ကြတယ်ဆုံးပြီဆိုပြီးဖြုတ်လုံးဝ shock ဝင်အမှန်တိုင်းပြောရမယ်ဆိုတော့ကိုဒီနိုကအဲ့လိုသူဆရာဝန်နဲ့ပေါ့နော်ဒီ cardiac specialist နဲ့ပြပြီးအချိန်မှာကျတော့ဆရာဝန်ကသူ့ကိုတခွန်းပြောခဲ့တယ်အဲ့ မင်းအချိန်မီးပြန်ဖြစ်နိုင်တယ်ဆိုတော့ဟာအဲ့ဒီစကားကို तू ကစိတ်ထဲမှာစိတ်ထိခိုက်ွားပြီးတော့မှအဲ့တော့ तू health care လုပ်လဲဘာမှမထူးဘူးဆိုပြီးတော့တစ်ခါလေ तू အမေမသိအောင် any ရိုးရှင်းမှာတော့မတောက်ဘူးပေါ့နော် any trade ရိုးရှင်းမှာဒါပေမဲ့အဲ့လို तू တောက်တာလေးရှိရဲပေါ့ तू short တော့ short နေစူးစမ်းနေကျွန်တော်တို့ဝိုင်းပြောကြတာ short နေဒါပေမဲ့စေးလေးအရန်တောက်ခဲ့လူတွေကလည်းဖြတ်ဖို့ကအရန်ခတ်တယ်ဟုတ်တယ်စေးရီတောက်ရတယ်စေးလည်းအချိန်မှန်တောက်ရတယ်ပြီးတော့ ည်းနည်းဟိုအချိန်မှန်လေးကျွန်တော်ထင်တယ်ဟိုလိုနည်းနည်းနားလန်သူကစားလူပါဆိုလို့ရှိရင်အဲ့လိုအချိန်မှန်စားချိန်မှန်ဖြစ်ဖို့လည်းလိုပဲပေါ့နော်အကိုကတခါရရင်လည်းအေးရပြတ်တာလေးရှိတယ်ကျွန်တော်သူ့ရဲ့စိတ်နေစိတ်ထားကိုအရင်ပြောရမယ်ဆိုလို့ရှိရင် तू ကအဲ့လိုသူကောင်းတဲ့အချက်ကိုတကူးတကကြီးလူတယောက်ကစုံးမှလိုက်ပြောစရာမလိုပဲနဲ့ तू ကအားလုံးနဲ့ flexible ဖြစ်တယ်အဲ့လိုလူမျိုးကျွန်တော်မတွေ့ဘူးလူကြီးဆိုရင်လူကြီးအလျောက်အငယ်ဆိုရင်အငယ်အလျောက် ရွယ်သူဆိုရွယ်သူအလျောက်အားလုံးနဲ့သူကအဆင်ပြေသူကအဆင်ပြေအောင်တမင်သက်သက်လိုက်နေရလဲမဟုတ်ပဲနဲ့အားလုံးနဲ့သူကတန်းဆန္ဒဖြစ်လေပြီးလူတိုင်းအောင်လဲသူကူညီစိတ်ကောင်းလဲမွေးပါသူတစ်ဖြင့်သူ့ရဲ့ကောင်းတဲ့အချက်လေးရအောင်ကျွန်တော်အဲ့ကျွန်တော်နဲ့သူအောင်ခလေးကိုတအားတနာတယ်ပဲတနာရဲဆိုတော့လူတိုင်းကပါးစပ်နေတနာအဲ့လိုကျွန်တော်သူ့ရဲ့အကျင့်လေးကပါလဲဆိုတော့ B point နေမှာဆိုလို့ရှိရင်အဲ့တော့စပယ်ဝဲအောင်တဲ့ကလေးတွေတောင်းဆိုင်ကလေးတွေသူအမြဲတမ်းသူရှိရပတ်စံလေးထုတ်ထုတ်ပြီးပေးတယ်။အဲ့သူ့ရဲ့ကောင်းတဲ့အကျင့်လေး။အဲပြီးလို့ရှိရင်သူ တရိษံလေးသူရမ်းချစ်တယ်တရိษံလေးဆိုမှသူဘလို့ချစ်လဲသူစိတ်သက်ကအဲ့လိုခွေးဆိုရင်သူအရင်ခွေးလေးနူပြီးသားရှိတယ်အဲ့ခွေးလေးဆိုတော့မှအဲ့လိုမျက်လုံးတစ်ဖက်ကမကန်းနေရပေါ့နော်အဲ့လိုတရိษံတော့မှသူကအဲ့လိုမျိုး disable ဖြစ်တဲ့တရိษံမျိုးကိုသူတနိုင်ချစ်တယ်သူစိတ်လေးကအဲ့လိုအရင် soft ဖြစ်တယ်တကယ်ကြောင့်တကယ်တော့သူယောဂအချိန်ကအဲ့လို fully recover မှာဖြစ်တယ်ဘူးအဲ့လိုမျိုးကြမ်းကြမ်းမှအရင်မဖြစ်သေးဘူးအမှန်တကယ်သူဒါမဲ့သူအဲ့ပွဲကိုသူအရင်စိုးခြင်းတယ်သူငငယ်ခြင်းပွဲဆိုတော့ သူအရှိမလဲပွဲရင်အများကြီးသူနှင်းခဲ့ဒါပေမဲ့အဲ့ပွဲလေးတော့သူသင်ငယ်ချင်းပွဲဆိုသူဝင်ရံပြီးတော့ဆိုပေမဲ့သူတစ်ဖက်ကသူတအားဝမ်းနေနေတော့သူစိတ်ကလို့မနိုင်ဘူးဖြစ်သွားတယ်ထင်တယ်ကျွန်မထင်ပွဲရင်မဆိုတာကြာပြီလားအဲ့လိုမျိုးလားဟုတ်တယ်ကိုဗစ်တွေဖြစ်တဲ့ကသူနားတာအဲ့ကိုဗစ်တွေဖြစ်ပြီးတော့နားပြီးတော့မှအဲ့ဂျားထဲမှာလည်းဒီကျန်းမာရေးဖြစ်သွားတဲ့အဲ့လို၅နှစ်နီးပါးလောက်လုံးဝမတက်ဘူးလုံးဝအဲ့ဒါကျွန်တော်နဲ့ပြန်တွေ့မှကျွန်တော်တို့ fix record level ဆိုပြီးတော့သူနဲ့ကျွန်တော်နဲ့အတူတူပေါင်းပြီးတော့မှ ထောင်နေအဲ့ဒီဟာလေးမှာကျွန်တော်တို့ live session လေးပထမဆုံးပြန်လုပ်ရခြင်းမှာအဲ့တုန်းကသူကမောနေပြီဒါပေမဲ့ကျွန်တော်တို့ကဖြည်း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 ချင်းကျွန်တော်တို့အတူတူသူ့ပြောပေါ့အကိုကျမ်းမကြီးကောင်းအောင်ပြန်လုပ်ကျွန်တော်တို့အတူတူလုံးကြမယ်ဘာညာဆိုပြီးတော့အဲ့ဒါနဲ့သူဂျမ်းမြစ်တဲ့ပွဲလေးပြန်ဆိုပဲအဲ့ဒါလေးပြီးတော့မှဒီပွဲမှာမှာကျွန်တော်တို့အခုလှုပ်ထားတဲ့ဟာကြီးဆိုတဲ့ကိစ္စရဲ့အကုန်လုံးတော့တော့ရပြက်ကြီးအများကြီးပဲအဲ့ဒါအကုန်လုံးသွားပြီးပေါ့ဗျာအမှန်တကယ်ဆိုရင် သူ့ချစ်တဲ့လူတွေကလည်း သူသူချစ်တဲ့အမှုမြညာကိုလှုပ်ဖို့လဲမသားရဘူးဒါပေမဲ့တစ်ဖက်မှာလည်းသူ့ရဲ့ကျမ်းမာရေးကိုလည်းဝိုင်းစင်းစားပြီးတော့မှတားချင်ကြရပေါ့နော်ကျွန်တော်တို့ဆိုလည်းအဲ့လိုအကိုကိုနည်းနည်းနားပါအောင်လာပြောချင်ပြင်မဲ့လေအဲ့လိုမျိုးအဆင်ပြေမြင်မဲ့ထင်တာပေါ့နော်တချင်းက၄ဘုတ်ဆိုတော့ဒါပေမဲ့ तू ဟိုဖြစ်သွားပေါ့အဲ့လိုဝဲအကောင်လုံးကအကြောင်းတိုက်ဆိုင်လာတော့လေဖြစ်သွားပေါ့နော် music ပြန်လုပ်တဲ့အချိန်မှာကြောင်းတအားတွေ့ရကျွန်တော်တို့ပဲရှိရအဲ့အချိန်မှာအဲ့အချိန်မှာဘယ်လိုပြောရမလဲ तू तू လဲပြောပါ तू ကျမ်းမိုင်လုံမယ် तू စပိန်မိုင်နင်းတယ် FMI စဘာ FMI အင်ရဲမှာဆိုတော့ကျွန်တော်ထင်တာ तू နင်းနေတော့ तू ဒီလိုလေးဖိနေနေနေလေးပြန်နေမယ်ကျမ်းမိုင်ယူဆမယ်ဆိုရင်ကျွန်တော်နဲ့အတူတူတော့နှစ်ပေါင်းအများကြီးတော့နေုံမဲ့ထင်ပေမဲ့အဲ့လိုကြီးမထင်မှတဲ့အချိန်မှာအရန်ဘယ်လိုပြောမလဲကျွန်တော်တို့ဆုံးခေါ်ပါအရန်မြန်အောင်ပါဘောအထူးသဖြင့်ပို့ဝန်းနေရတော့အဲ့လိုပေါ့စင်ပေါ်မှာရှင်းစုံနေနေ perform လုပ်နေနေမှာ ရုပ်တရက်အဲ့လိုမျိုးဖြစ်သွားဆိုပိုပြီးစိတ်မကောင်းဖြစ်တယ်ဒါပေမဲ့တခြားတစ်ဖက်မှာလည်း तू နှစ်သက်မြတ်လို့ तू passion ဖြစ်တဲ့ music ကိုလုံးနေနေမှာဂုံရှိရှိနဲ့ तू အသက်ပေးသွားလို့အမြင်ပါတယ်